ဒီနေ့ကတော့ဖြိုးကအရန်လောအလွယ်ကူရဲ့နန်းကြီးတုံးလုံးကြီးကိုတုတ်ပြီးတော့စားပြမလို့ပါဖြိုးရဲ့ဘလော့လေးကိုအဆုံးထိကြည့်ပေးကြပါအောင်ရှင်။ အလုံးမင်းမင်္ဂလာပါရှင်ဖြိုးရဲ့ပေးရှာနေပြန်လဲကြိုဆိုလိုက်ပါရယ်နန်းကြီးတုံးလို့ဖို့အတွက်အရင်ဆုံးဖြိုးဟာဇီယဝေလာတဲ့နန်းကြီးလေးတွေကိုပြန်ပြုတ်ပေးမှာပေါ့နော်ဒါရင်သွေးပပတ်ဆူထဲမှာဖြိုးကိုပြန်ပြုတ်ပေးလိုက်ပါမယ်ဒီတိုင်းစားမဲ့ဆိုလို့ရှိရင်လေသူကမမာရင်လည်းစားမကောင်းတည်လားအဲ့လိုရေဆူဆူထဲမှာတရေလောက်ပြန်ပြီးတော့ပြုတ်ပေးလိုက်လို့ရှိရင်အီအီလေးနဲ့အရန်စားလို့ကောင်းလားကဲအခုလိုပြုတ်တာလေးရပြီဆိုရင်တော့ဖြိုးကသူ့ကိုရေအေးလေးနဲ့ပြန်ဆေးထားပေးလိုက်ပါမယ် ကဲပြီးရင်တော့ချက်တိုင်းဟင်းချက်ပါမယ်။အရင်ဆုံးအိုးရဲကိုစီထည့်မယ်။စီပူလိုက်ရင်စိတ်ထားတဲ့ချက်သွန်နေနဲ့ချက်သွန်ဖြူလေးတွေကိုထည့်ပြလိုက်ပါရစေ။ပြီးရင်တော့ဆနွေးမုတ်လေးနည်းနည်းထည့်တယ်။အယောင်လေးလှအောင်လို့အယောင်တင်မုတ်လေးကိုဖြူအားများများလေးထည့်ပေးတာပေါ့နော်။ ီစစ်တိုင်းဟင်းလေးကကြတော့လေအယောင်ရရဲလေးနဲ့မှပို့ပြီးတော့စားလို့ကောင်းတာတောက်လို့လည်းလှတယ်ဆိုတော့လေအားကြောင့်အယောင်တင်မုတ်များများထည့်တယ်။ကဲပြီးရင်တော့စစ်တားလေးထည့်ပေးပါရစေ။စစ်တားမှာတော့ဖြိုးအရသာနေပြီးသားပဲနော်။ ကဲတခြားမှွေပြီးရင်တော့ဖိုးတို့အရသာတွက်နောက်ထပ်ငံပြားရည်လေးနည်းနည်းနဲ့အချုံမုတ်လေးနည်းနည်းထပ်ထည့်လိုက်ပါရစေ။ဒီချစ်တာဟင်းချက်တဲ့နေရာမှာလည်းအရန်ဆိတ်ရှိရတဲ့ဒီလားသူကလည်းမီးအေးအေးလေးနဲ့ဖိုးတို့ဒါအကြာကြီးချက်ပြရတာပေါ့နော်။အဲ့ဒါမှအနှစ်ကလေးလောဝစားကောင်းတာ။အဒီတိုင်းပုံမှန်တိုင်းချက်မယ်ဆိုလို့ရှင်တိတ်ရောစားမကောင်းဘောနော်။ကဲအခုတော့ဖိုးတို့ဒါဖွင့်လိုက်ပိတ်လိုက်နဲ့တခြားချက်ပြနေရတာပေါ့နော်။ချက်တာကတော့လေဒီအတုံးသေးတော့နူးတာတော့မြန်တာပေါ့နော်။ဒါပေမဲ့အနှစ်လေးပိုစားကောင်းအောင်လို့ဖိုးတို့ကတော့ဒါကြာလေးချက်ပြရပါမယ်။ အခုဆိုရင်ရေလည်းမရှိတော့ဘူးဆိုတော့ဖြိုရဲဒါကြက်တိုင်ဟင်းလေးရသွားပါပြီကဲအခုဆိုလို့ရှင်တော့ဖြိုကနန်းကြီးတုတ်စားရအောင်လို့ရပြီပေါ့နော်အားလုံးနန်းကြီးတုတ်စားဖို့အတွက် ready ဖြစ်သွားပါပြီနန်းကြီးတုတ်တာလွယ်ပါတယ်အဓိကဒီကြက်တိုင်ဟင်းပေါ့နော်ကြက်တိုင်ဟင်းကောင်းလဲဆိုရှင်သူကအရသာရှိပြီးသားပဲဒီကြက်တိုင်ဟင်းပါမယ်ပြီးရင်ဖြိုကဒီမှာကြက်သွန်စိမ်းလေးရဒါနန်းနန်းမင်းပေါ့နော်အိမ်မှာနည်းနည်းပဲရှိလို့နန်းနန်းမင်းနဲ့တက်မြတ်ဒီပြီးရင်ပဲကြက်မုတ်ပြီးရင်ဒါတော့အချိုမုတ်နဲ့ငရုတ်ဒီကြက်မုတ်ငံပြားကြီးပါမှာပေါ့နော်အဲ့ဒါဆိုဖြိုစပြီးတော့တုတ်ပေးပါမယ် တဲ့အလောကစားခြင်းများဆိုတော့ဖြိုးအကလုံးမဲတစ်ခါရဲတုတ်လိုက်တော့မယ်လေအရသာတစ်ခါရဲထွက်သွားအောင်လို့ပြန်ထည့်လိုက်တော့မယ်နော်လမ်းကြီးလေးတွေအိနေရောပဲကဲဒါပဲချက်မို့ပေါ့နော်ပဲချက်မို့ထဲဒါအချို့မို့ကျတော့စိန်ထဲမယ်အကလုံးထည့်လိုက်ပြီးနည်းနည်းမယ်နည်းနည်းမယ်အကလုံးထည့်လိုက်တော့ ။တနည်းပဲရှိရဆိုတော့ကဲပြီးရင်တော့ဒါချက်သားဟင်းလေးပေါ့နော်။အသားဟင်းကအသားရောအနှစ်ကောများများထက်ဒါအများများအနှစ်များများထက်ပြီးရင်ငေးတီချမောက်ဒါကတော့အဆက်ကြိုက်ထဲပေါ့နော်အစမကြိုက်တဲ့လူကကြတော့ငွေတူကြမို့တိတ်မထဲကြဖြိုးလို့ကြတော့ကြိုက်လို့ထဲလိုက်။ဒီငံပြားလေးနည်းနည်းထဲမယ်။ ကဲတမ်းမြာသေးလေးညှစ်ထည့်လိုက်မယ်။နန်းကြီးတော့ကကြတော့လေမကြီးရင်လည်းမလိုက်ဘူးသေးလားဒီတမ်းမြာသေးနဲ့ပဲလိုက်ရင်။ဟိုညိုပဲ။ကဲစနေပါပြီ။ဟိုညိုပဲ။ကဲနေပြီးွားပါပြီ။ဒါဖြိုးမိတော့အရင်ဖဲပြီးလိုက် ကဲဘဲဥမရှိလို့လေပဲချော်လေးနဲ့ပဲစားလိုက်ပါတော့မယ်ကဲအခုဆိုလို့ရှိရင်တော့ဒီမှာဖြိုးနယ်ပြီးလိုက်တာဒါဖြိုးရဲ့စကေးဒါပဲကျက်မာတော့လေဖြိုးစားပါတော့မယ်အလုံးခွဲတန်းချပြီးပါပြီဆိုတော့လေကဲစားကြပါအောင်ရှင်ဖြိုးစားတော့မယ်နော်နယ်နဲ့တော့နည်းနည်းမြည်တာအရသာတော့တိတ်ချမတိသေးဘူးတော့အခုမှတိတ်ချတိတ် ဘယ်ဦးမရှိလို့ပဲကြော်နဲ့ပဲကြော်နဲ့လည်းကောင်းတာပဲ။ ကွာကိုတာတုတ်စာတော့ဘတ်ဂျက်လည်းကိုက်တာပေါ့နော်ဖြိုးကနန်းကြီးဖက်ကိုဇာဈေးရနေဝယ်ခဲ့တာပေါ့နော်ကွာကိုလို့ဆိုတော့ကောင်းနေရောပဲကွာကိုလို့ဆိုတော့အများကြီးလဲစားရတယ်တဲ့အဲ့လုံးလဲအဝပဲ ုလန်းကြီးတော့တာအစီအစဉ်မရှိပဲတော့စားတော့ဘဲဦးလည်းမပါဘူးဟင်းညို့လည်းမပါဘူးတော်စရာပဲရင်းနှွေးချမ်းလေးနဲ့ပဲကြော်လေးနဲ့ရှိတော့လေလိုက်ဖတ်နေရောပါအော်ရင်းနှွေးချမ်းလားอืมခေါ်ရအောင် ။ကောင်းမြော်ပါ။အဲ့ညာကြီးတော့လောက်စားလို့ရှိရင်လေအဲ့တက်တာအနှစ်ကိုစိတ်ရှိရှိနေလေတကြလေးချက်အဲ့ပိုစားကောင်းမှန်းတည်းလား။အင်း။ရပါ ိုင်းမျိုးဖြိုးလို့ပဲနန်းကြီးတို့ကြိုက်တယ်ဆိုရှင်ဖြိုးခုချက်ပြသွားတဲ့နီးတန်းလိုက်ချက်စားကြည့်ရအောင်အရင်စားကောက်ပါလေတကယ်ပဲအထင်းမင်းမျိုးပဲကဲခုတော့ဖြိုးဘလော့ဒီမှာမရလိုက်ပါတော့မယ်နောက်ဘက်ကြာရှင်ဖြိုးဘိုင်ချက်ပြပြီးတော့ဘိုင်စားပြအောင်လို့ဆိုတာစောင့်မချစ်ဝေးကြပါအောင်ရှင်တတ်တာ